အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်အဲ့တော့ ဒီနေ့မှာတော့ဒါကျွန်တော်မနစ်ညက The Athletic UK ဘက်ကနေပြီးတော့ထုတ်ဖော်ပြထားခဲ့တဲ့စိတ်ဝင်စားစရာကောင်းတဲ့ဒါကျွန်တော်နံပါတ်2အကြောင်းနည်းနည်းလေးပြောအောင်အဲ့ဒီနံပါတ်တွေကလက်ရှိမှာဒါကျွန်တော်ဒါကဘာပေါ်မှာပေါ့နော်ဒါဥကဘာပေါ်မှာဒါကျွန်တော်တို့ဥရောပမှာโอเคဥရောပမှာကဘာမှာမဟုတ်ဥရောပမှာဒါကျွန်တော်တို့အကျွေးထူဆုံးကလပ်တွေလို့ကျွန်တော်သိရတယ်မှာပါဒီအကျွေးကတော့လက်ရှိမှာ all over အကျွေးတော့မဟုတ်ဘူးလက်ရှိနောက်ဆုံးသိရတဲ့သတင်းတွေကဒါနောက်ဆုံးတွားနေတဲ့ပုံစံအရဆိုရင်တော့ဒါဟာဒါကျွန်တော်ကစားသမားအပြောင်းရွှေ့ အကျွေးတွေပေါ့နော်ကစားသမားအပြောင်းရွှေ့ပြုတ်ထုတ်ထားပြီးတော့ကစားသမားအပြောင်းရွှေ့အရစ်ကျနဲ့အများဆုံးဝယ်ထားတဲ့အသင်းတွေရဲ့ကစားသမားအပြောင်းရွှေ့မှာပေးရမယ့်အကျွေးအများဆုံးသောအသင်းတွေကိုလက်ရှိမှာ The Athletic UK ဆိုတဲ့ဒါ New York Times ကဝယ်ထားတဲ့ဒါဘောလုံးနဲ့ပတ်သက်တဲ့ page tier 1 level page ကနေပြီးတော့ တင်ဆက်ထားခဲ့တာတွေ့ရဒီနေရာမှာ तू ကအသင်း20ပုံစံမျိုးတင်ဆက်ထားခဲ့တာမဟုတ်ဘဲနဲ့19သင်းပုံစံမျိုးကိုသာတင်ဆက်ထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါပါတယ်ဒါနဲ့ပတ်သက်ပြီးဒါကတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါ်တယ်ဒီနေရာမှာအားလုံးပဲ19သင်းပဲ तू ပြတ်သားထားခဲ့တယ်တဲ့မှာပါတယ်သူရေးသားထားခဲ့တဲ့ဒီနေရာမှာဒါကျွန်တော် movement လေးရရှိအဲ့ဒါကပါလဲဆိုတော့ Chelsea, Aston Villa, Bayern Munich ကနံပါတ်တွေနည်းနည်းလေးလွဲချော်နိုင်တဲ့နေရာမှာပါတယ်။ဒီနံပါတ်တွေကသူတို့ကိုသူတို့စုံသူတို့ကသူတို့စုံစမ်းစစ်ဆေးပြီးတည်ရတဲ့နံပါတ်တွေဖြစ်ပြီးတော့ဒါ public ကိုဒါကျွန်တော်သူများအသင်းတွေလို့တရားဝင်ချပြထားတဲ့နံပါတ်တွေမဟုတ်တော့ကြသူတို့ကိုယ်တိုင်ဒါကခက်မှန်းနံပါတ်တွေဖြစ်တယ်ဆိုတဲ့အကြောင်းကို The Athletic UK ကရေးထားခဲ့တယ်။ဒီနေရာမှာအသင်းတစ်သင်းရဲ့နံပါတ်ကိုတော့သူတို့မရရှိခဲ့ဘူးလို့ရေးထားခဲ့တယ်။အဲ့အသင်းတစ်သင်းရဲ့နံပါတ်ကတော့ Bayern Leverkusen ရဲ့နံပါတ်ကိုသူတို့မရရှိခဲ့။အဲ့တော့ Leverkusen ကဒီထဲမှာမပါဘူး။ဒါပေမဲ့ခုနကပြော Chelsea, Aston Villa, Bayern Munich ရဲ့နံပါတ်ကအတိအကျမဟုတ်ဘဲနဲ့နည်းနည်းလေးလွဲချော်တာရှိနိုင်တယ်ဆိုပြီး The Athletic UK ကတော့ချူတင်ပြီးတောင်းဆိုထားတာကိုတွေ့ရမယ်တဲ့မှာပါပါအဲ့တော့ဒီနံပါတ်တွေကိုဘယ်ကရလဲဆိုပြီး Athletic UK ကရေးသားထားခဲ့အဲ့ source တွေအကုန်လုံးကလည်းအသင်းဘက်ကတရားဝင်ကြေညာထားတဲ့ငွေကြီးရှင်းနှန်းတွေကနံပါတ်တွေကိုတရားဝင်ယူဆောင်ထားတာဖြစ်တဲ့ကြောင့်မို့ဒါတွေအကုန်လုံးက tier 1 level လို့ပြောလို့ရတဲ့တဲ့မှာပါတယ်ဆိုပြီးတော့ Athletic UK ကပြောထားခဲ့တာတွေ့ရမယ်အဲ့တော့ကျွန်တော်နည်းနည်းလေးပြောလိုက်အောင်အဲ့တော့ဒီအကျွေးနဲ့ပတ်သက်ပြီးလူတွေကိုနားလည်အောင်ရှင်းပြရမှာအကလပ်အသင်းနဲ့အခုလက်ရှိမှာကစားသမားတစ်ယောက်ကိုဝယ်တယ်ဆိုရင်အဲ့ကစားသမားတစ်ယောက်ကိုအရစ်ကြပုံစံမျိုးဝင် ပထမဒေါင်းပေးမန့်ပေးပြီးရင်ကြံနဲ့တော့ကျွန်တော်တို့ငွေကူတာအကျွေးလို့တတ်မှတ်တဲ့သဘောမှရှိပါဘူး။ဥပမာလက်ရှိမှာခမရကတန်းတရရဲ့ကစားသမားကိုဝယ်လိုက်တာ။ဥပမာလက်ရှိမှာ Florian Risk လို့ကစားသမားမျိုးကို Liverpool အသင်းကဝယ်လိုက်တာ။ဒါပေမဲ့ခုနကပြောလို့ Liverpool အသင်းနဲ့ Florian Risk ကိုခုလက်ရှိမှာတန်းတရတဲ့ပေါ့တန်းတရကိုဒါလက်ရှိတန်း30ပေးပြီးကြံနဲ့80အကျွေးဖြစ်သွားတယ်။အဲ့ဒါကိုအဲ့တော့အကျွေးတတ်မှတ်။အဲ့တော့ဒီလိုပုံစံမျိုးနားလည်ရမှာတော့ပါ။အဲ့တော့ဒီလိုပုံစံမျိုးတွေအကျွေးတွေပေးတဲ့ club အများဆုံးပဲအသင်းလဲ cash out အများဆုံးပဲအသင်းလဲဆိုတာတစ်ချက်တော့စောင့်ကြည့်ရမှာတော့ပါ။ကျွန်တော်ကဒီမှာ list ကိုအကုန်မြင်သွားပြီဖြစ်တဲ့ကြောင့်မူတည်သွားပြီဖြစ်တယ်။ဒါပေမဲ့ခမရတို့လည်းနည်းနည်းလေးပြပြ။အဲ့တော့ နံပါတ်16နေရာမှာကတော့ဒါ Atletico Madrid ကတော့ဒါကျွန်တော်တို့လက်ရှိကစားသမားအကျွေး16သန်းရှိတယ်လို့သိရတယ်မှာပါတယ်ဒါကလက်ရှိမှာထူးဆန်းစွာနဲ့ပဲဒါ2024 ठी ပဲနံပါတ်ပေါ်သေးတာဖြစ်ပြီးနောက်ထပ်ဒါတနစ်စာမပေါ်သေးဘူးလို့သိရတယ်မှာဒီနှစ်မှာဆိုရင်တော့ဒါကျွန်တော်တို့လက်ရှိဒါပေမဲ့ဒါအမှန်တကယ်သိတော့ fair မဖြစ်ဘူးဒါ Atletico ပေါ့ဆို Atletico UK ပေါ့ဆိုတချို့အသင်းတွေက2024 ठी ပဲဒါကျွန်တော်နံပါတ်တွေပြသထားတာဖြစ်ပြီး2025နံပါတ်တွေမပြသဘူးဖြစ်တယ်ဒီတက်မှာရေးတာတချို့အသင်းတွေက2025 ठी နံပါတ်တွေပြသပြီးသားဖြစ်ပြီးတော့2024 ठी ပြသထားတဲ့တချို့တွေအဲ့တော့ဒါတက်ကွာတဲ့အသင်း င်းလည်းရှိဒါပေမဲ့လက်ရှိမှာဒါ Athletic UK ပြောတဲ့နံပါတ်တိုင်းမှာခင်ဗျားတို့ပြောပြမှာပေါ့နော်အဲ့တော့ Athletico Madrid ကတည်းက16သန်းဒါကစားသမားအကျွေးရှိရဲဒါပေမဲ့ဒီနှစ်ပြန်တွက်မယ်ဆိုရင်တော့ပုံများလောက်မယ်လို့မြင်တယ် Athletico Madrid နဲ့ဒီနှစ်မှာကစားသမားဝယ်ယူမှုကထင်ထားတဲ့အများကြီးအများကြီးသူများရဲ့တပူများတယ်အဲ့တော့ပုံများဒါပေမဲ့2024ခုနှစ်တော့လက်ရှိမှာနံပါတ်16နေရာမှာ16သန်းနဲ့ယက်တီနေတာကိုတွေ့ရမယ်နံပါတ်17နေရာမှာကတော့ AC Milan အသင်းနေတယ်ဒါကျွန်တော်တို့ကစားသမားအကျွေး25သန်းကျန်ရှိနေတာကိုတွေ့ရမယ်ဒီမှာပါတယ်ဒီ list ထဲမှာတော်တော်လေးကိုထူးဆန်းပြီးလက်ရှိမှာကစားသမားကောင်းတွေကိုလည်းအများကြီးဝယ်ထားခဲ့ပေမဲ့ ်ဒီ list ရဲ့အောက်ရောက်နေတဲ့နောက်တဲ့အသင်းကတော့ Real Madrid အသင်းဖြစ်တယ်။ Real Madrid အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်ကစားသမားအကြွေးမိက total တန်း30သာရှိတယ်လို့သိရတယ်မှာပါတယ်။အဲဒီနှစ်မှာဒါလက်ရှိမှာ2025 list တွေမရသေးရင်2025မှာလည်း Real Madrid အသင်းနေနဲ့ကစားသမားအများစုကိုဈေးကြီးပြီးဝယ်ထားခဲ့တာမရှိကြအောင်ဒီ list မှာဒီနေရာလောက်မှာပဲရှိမယ်လို့မှန်းလို့ရတယ်မှာပါ။အဲ့တော့ Real Madrid အလုပ်လုပ်ပုံ Papa Pires အလုပ်လုပ်ပုံဘယ်လောက်ထိတည်တက်လဲဆိုတော့ဒီလိုနေရာမျိုးတွေကြီးမယ်သိတာတယ်။အခုလက်ရှိမှာဒါကျွန်တော်ဒါမှမဟုတ်ဘူးလို့တော့ဒါကျွန်တော် Jubelinhan တို့ဘာတို့ကိုဒါကျွန်တော်တန်းရာနဲ့ချီပေးပြီးဝယ်ထားတဲ့အသင်းဖြစ်တယ်။ဒါပေမဲ့ ကစားသမားအကျွေးပြီးမှဆိုရီယယ်မက်ဒရစ်ကအခုလက်ရှိမှာပေါင်တန်း30တာတသာသာရှိတယ်ဆိုတော့ဥစားတော်လို့စိတ်ဝင်စားပုံနဲ့သူတက်မြင့်တဲ့နေရာမှာဒါအင်တာမီလန်အသင်းကလက်ရှိမှာအကျွေးပြီး35တန်းနဲ့ရီယယ်မက်ဒရစ်က9တန်းပူတယ် ပြီးတော့ဒီနေရာမှာကျွန်တော်ဘိုင်ယန်မြူနစ်ဘိုင်ယန်မြူနစ်အသင်းနဲ့ဒါ38သန်းနဲ့ဒီနေရာမှာအဲ့တော့ဘိုင်ယန်မြူနစ်ကလက်ရှိမှာဒါကျွန်တော်ကြားဘူးတဲ့ဥစ္စာတွေရဆိုရင်ကစားသမားဝယ်ရင်းနဲ့မဒေါင်းပေးမန့်ပေးတာတအားများတယ်လို့ပြောဥပမာလက်ရှိမှာနောက်ဆုံး case တစ်ခုအနေနဲ့သိရတော့လူဝက်စီ एस ဝယ်ယူတဲ့နေရာမှာဘိုင်ယန်မြူနစ်အသင်းနဲ့လက်ရှိမှာဒါအရစ်ကြပုံစံမျိုးမပေးခဲ့ဘဲနဲ့တခါတဲ့ the break ဒါကျွန်တော်လက်ရှိ Liverpool တောင်းဆိုတဲ့ဈေးကိုတစ်ချိန်နဲ့ပေးခဲ့တယ်လို့သိရတယ်ပေါ့ပါတယ်ဘိုင်ယန်မြူနစ်ကလက်ရှိမှာဒါငွေ reserve အများဆုံးအသင်းတွေကတည်င်းဖြစ်ပြီး Real Madrid နဲ့ဒါကျွန်တော်လက်ရှိငွေရဲ့ပေါ့လက်ရှိလက်ဟိုငွေဟို လက်ရှိငွေပေါ့နော်လက်ထက်မှာထားရတဲ့ငွေအများဆုံးအသေးနဲ့တသိန်းဖြစ်ပြီးသူတို့နေသူတို့ကအကျွေးလုတ်တဲ့ဒါအတင်နေတယ်လို့ပြောလို့ရတယ်အော်ဒါကြောင့်ဂျာမနီမှာတော့မှတူထက်မြင့်တဲ့ကလပ်ကအပေါ်မှာသူ့ရဲ့ကတ်ပြီးတော့ ဒေါ်မွန်ပေါ့နော်သူဘတ်ဒေါ်ဘိုလ်ရှားဒေါ်မွန်နဲ့လက်ရှိမှာဘိုင်ယန်မြူနစ်ဆိုင်ကစားသမားအကျွေးကတိုတဲ20တန်းပူမြင့်နေထားမှရှိတယ်58တန်းနဲ့အတူဘိုလ်ရှားဒေါ်မွန်ကကစားသမားအကျွေး58တန်းတတိရှိတာကိုတွေ့ရမယ်တဲ့မှာပါတယ်တိတ်တော်မထူးဆန်းဘိုလ်ရှားဒေါ်မွန်ကဒါကျွန်တော်ဘိုင်ယန်မြူနစ်နဲ့ပြန်ရှင်းမယ်ဆိုရင် cash reserve တအားနေတဲ့တသင်းဖြစ်တဲ့အတွက်ကြောင့်ဒီ list ပါဒီလိုနေရာမျိုးရောက်နေတာတိတ်တော်မထူးဆန်းဘူးလို့တော့ပြောလို့ရမယ်တဲ့မှာပါတယ်သူ့ဘဝရောက်နေတာဒီ list တွေထဲမှာတိတ်ပြီးတော့နည်းနည်းဒီ list ထဲမှာ တော်တော်လေးကိုစိတ်ဝင်စားမှုကောင်းတဲ့ list တစ်ခုဖြစ်နေတယ်အဲ့ဒါကမာဆေးမာဆေးနေတာကျွန်တော်မှတ်မဲ့ရရူပါလိုဒဇာဘီရောက်တဲ့နေ့မှာအသင်းကိုပြန်လည်ပြီးပြည်ပြန်ပြောင်းလဲမှုအကြီးအကျယ်လုပ်ပေးခဲ့တယ်ဒါပေမဲ့ဒီလိုပြည်ပြန်ပြောင်းလဲမှုလုပ်တဲ့နေ့မှာကစားသမားတော်တော်များများအရေးကြနေဝယ်ခဲ့တယ်မှတ်မဲ့ရတာကျွန်တော် Manchester United C က Mason Greenwood ကိုတော့မှ3နှစ်အရေးကြနေဝယ်ခဲ့တယ်ဆိုတော့အခုချိန်ဒီမေးလို့မရတယ်မှာပါအဲ့တော့မာဆေးရဲ့လက်ရှိအကျွေးကတော့ကျွန်တော်63တန်းတဲ့အတူဒါကျွန်တော်နံပါတ်16 18 16 15 14 13နေရာမှာရက်တင်တော့တွေ့ရမှာမလို့ sorry ပါအဲ့တော့73နေရာမှာရက်တင်တော့နံပါတ်17နေရာမှာကတော့ Newcastle 60 United အသင်းဖြစ်ပြီးမာဆေးထက်တန်းပူများတဲ့64သက်တိတ်ပြီးတော့မထူးဆန်းတာကိုပြောလို့ရမယ်တဲ့မှာပါပါတယ်ဒါ64သက်နဲ့မှာပါတယ်နံပါတ်7နေရာမှာတော့ဒါကျွန်တော် Liverpool အသင်းလာလက်ရှိမှာဒါကျွန်တော်2024ဒီပဲ2025ဒီတက်အများကြီးပူများသွားနေတယ်နံပါတ် Liverpool ကအဲ့တော့2024ဒီပဲရှိရတဲ့ကြောင့်နံပါတ်ဒါကျွန်တော်တို့ Liverpool အသင်းကတော့ကစားသမားကျွေးမိကိုတိုးတက်အားလုံးပေါင်း ပေါင်သန်း80ကျွန်တော်တို့ဒီညမှာရှိရဖြစ်တယ်သူနေသူ့အပေါ်ထပ်မှာတော့ကျွန်တော်ဘာစီလိုနာအသင်းဘာစီလိုနာအသင်းကလက်ရှိမှာတော့ကျွန်တော်တို့လီဗာပူးအသင်းနဲ့ဒါအတူတူပါပဲကျွေးမိဒါကျွန်တော်ကစားသမားကျွေးမိတန်း80ရှိဒါပေမဲ့ပြန်စစချင်းမှာဘာစီလိုနာအသင်းနဲ့ဒီနောက်ပိုင်းမှာလူလောင်သိမ့်မဝယ်ဘူး အနေထားမှာရှိတယ်အဲ့တော့ဒါကျွန်တော်ဘာစနာတဲ့လူတော်သိမ့်ဝဲတာဒါရှေ့အကျွေးတွေအခုချိန်ကြီးဆက်နေရတဲ့ဆိုရယ်သတင်းတွေထွက်ပေါ်လာခဲ့တယ်ကောလာဟာလာတွေရတဲ့ကျွန်တော်မနစ်တနေ့ရမှတော့မှဒါဘိုလူရှာဒေါ်မိုစီကဝယ်ထားခဲ့တယ်ဒါကျွန်တော်တို့အိုစမာဒမ်ပီလီရဲ့အကျွေးတော်မနစ်တနေ့ရမှကြည်သွားရဲ့ဆိုရယ်သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့လက်ရှိမှာဘာစနာသိမ့်ကဒါကျွန်တော်လက်ရှိမှာကစားသမားကျွေးမိကဒီပေါင်တန်း80ကျန်သေးတယ်ဒါဒီနေ့မှာအက်စတွန်ဗီလာအသင်းကိုစပြီးတွေ့ရပြီအက်စတွန်ဗီလာအသင်းနဲ့လက်ရှိမှာဒါကစားသမားကျွေးမိ86တန်းကျန်တာဖြစ်ပြီဒါကြောင့်မို့ဒီနှစ်တင်မှာလဲအက်စတွန်ဗီလာအသင်းနဲ့လူဝယ်လို့မရတာဖြစ်တယ်ဒါကျတဲ့အသင်းနဲ့ရှင်မှာအက်စတွန်ဗီလာအသင်းကဒီတဲ ထဲမှာမှဒါကျွန်တော်တို့အဲ ဝင်ငွေအနည်းဆုံးအသိနဲ့တသင်းဖြစ်ပြီးတော်တော်လေးကိုတိုင်ပတ်နေတယ်ဒါပေမဲ့အပေါ်မှာလုံးဝမထင်ထားတဲ့နောက်သသင်းရှိသေးတယ်အဲ့ဒါကစားသမားကြွေးမိတယ်မှာအက်စတိုဗီလာတက်က86သန်းရှိတယ်အဓိကသူတို့ကြွေးမိပုံစံအများဆုံးထိသွားသူတို့ချန်ပီယံလိဝင်တဲ့နေ့မှာကစားသမားတွေဆွတ်ဆက်ပြီးခေါ်ပြီးတော့အကျွေးတွေဆွတ်ဝဲခဲ့တာဖြစ်ခဲ့တယ်လို့သိရတယ်မှာပါတယ်သူ့ပုံမှာမှာတော့ယူဗန်တက်စ်ပေါ့နော်ယူဗန်တက်စ်က102သန်းနဲ့ကစားသမားကြွေးမိတင်နေတယ်မန်ချက်စတာစီးတီးအသင်းကကစားသမားကြွေးမိသန်း130တင်နေတယ်ဒီထဲမှာမှာလုံးဝဒီ list ထဲမှာမှာလုံးဝလုံးဝ surprise ဖြစ်စရာကောင်းတဲ့ကစားသမားကြွေးမိတိုးတဲ128သန်းတင်နေခဲ့တာကတော့ West Ham United ဖြစ်တယ် ဝင်ငွေအနည်းဆုံးလည်းဖြစ်လို့လက်ရှိမှာဒါကျွန်တော်တို့အကျွေးမီအများဆုံးလည်းတင်နေတဲ့တင်ကဝက်ဆမ်ယူနိုက်တက်ဖြစ်လို့သိရတယ်မှာပါတယ်အဲ့တော့ဒါကလက်ရှိမှာတော်တော်လေးကို surprise ဖြစ်စရာကောင်းတဲ့အနေထားမှာရှိတယ်။နောက်တစ်ခုက PSG ။ PSG တိတ်တော့မထူးဆန်းဘူးနော်။ Paris Saint-Germain နဲ့လည်းခုလက်ရှိမှာဒါ total ကစားသမားကျွေးမီ149တန်းထိတင်နေတာကိုတွေ့ရမယ်။နောက်တစ်သင်းကလက်ရှိမှာဒါကျွန်တော် Arsenal သင်း။ အာ top top 4ဝင်လာပြီပေါ့နော်ဒါကျွန်တော်တို့ top 4အကုန်လုံးကဒါကျွန်တော်တို့အင်္ဂလန်အသင်းတွေပဲအနံပါတ်6နေရာမှာ Arsenal အသင်းကဒါကျွန်တော်တို့ဒါကျွေးမီအများဆုံးနံပါတ်6နေရာမှာရပ်တည်နေပြီးတော့229တန်ကစားသမားကျွေးမီတင်နေတာကိုပြရမယ်လို့သိရတယ်မှာပါတယ်နံပါတ်3နေရာမှာတော့ Chelsea အသင်း Chelsea အသင်းဒီလောက်လူတွေအများကြီးဝင်ပြီးလောက်ပဲကျွေးမီတင်တာတော့ impressive ဖြစ်တယ်လို့တော့ပြောလို့ရမယ်တယ်မှာပါတယ်ကျွေးမီအများဆုံးတင်နေတာနံပါတ်3နေရာမှာ Chelsea အသင်းက266တန်လို့ပြောလို့ရမယ်တယ်မှာပါတယ်ဒါကျွေးမီအများဆုံးတင်နေနောက်ထပ်နံပါတ်1နေရာအသင်းကတော့သူများအသင်းတော့မဟုတ်ကျွန်တော်အသင်းဖြစ်တယ် Tottenham Hotspur အသင်းနဲ့လက်ရှိမှာကစားသမားအကုန်လုံးနီးနီး ီကိုအကျွေးနဲ့ဝယ်ယူခဲ့တာဖြစ်ပြီးလက်ရှိမှာအကျွေးကစားသမားအရစ်ကြတွေပေးရဖို့289တန်တီတီကြံနေသေးတယ်လို့သိရတယ်မှာပါပါတယ်နောက်ဆုံးနံပါတ်1လက်ရှိမှာတော့ကျွန်တော်တို့ကစားသမားကျွေးပြီးနဲ့ပတ်သက်ပြီးအကျွေးအများဆုံးအသင်းကဘယ်အသင်းလဲဆိုတော့ Manchester United အသင်းဖြစ်ပါတယ် Manchester United အသင်းနဲ့ဒီနှစ်အကျွေးမိပါပါမယ်ဆိုတော့345တန်တီတီကစားသမားအကျွေးမှာရှိတယ်ဒီနေရာမှာပြန်တွက်ကြည့်မယ်ဆိုလက်ရှိမှာ United အသင်းနေတဲ့ဒါ ဒီနေ့ဝယ်ထားကစားသမားတွေဒါ Benjamin Sesko, Matthews Corner, ဒါ Brian Amumu 3ယောက်လုံးမှာ2ယောက်လောက်ကအကျွေးမိတော်တော်လေးကိုများတယ်လို့သိရတယ်မှာအဓိက Brian Amumu နဲ့ Sesko ရဲ့အကျွေးကတော်တော်လေးကိုများတယ်လို့သိရတယ်မှာပါအဲ့တော့အကျွေးအများဆုံးအသင်းကတော့ဒါ Manchester United နဲ့ဘတ်တင်နေရာမှာယက်တီနေ Manchester United အကျွေးအများဆုံးအသင်းနေတယ်ဒါနှစ်နှစ်လား၃နှစ်လားမသိဇက်တိုက်ဒါယက်တီနေတာကိုလည်းတွေးရမယ်တဲ့မှာပါပါတယ်ဒါတော့လက်ရှိမှာအကုန်လုံး overall ကျွေးမှုပဲ ਨੇ ဒါကစားသမားအကျွေးမိဖြစ်တယ်လို့လည်းသိရတယ်မှာပါပါတယ်အဲ့လိုပါပဲဘလုံးဘွဲတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစားပေါအောင်ကူညီလို့ရပါတယ်မြန်မာလေကလ လစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြွတူပါရဲ့ကျွန်တော်တော့ကုန်ပြီပါဗျဒေဗော်ဗျ